ဖျားဘော်ကိုရည်ရွယ်ချက်ရှိရှိဖဏန်းနဲ့တက်ပြခဲ့တဲ့အမျိုးသမီးကိုထိမ့်သိမ့်အရေးယူပြီးပြည်သူများလုံးမင်္ဂလာပါရှင့်အထီးကိမီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဗုဒ္ဓဘာသာဝင်နဲ့အမြတ်တနိုးတန်ဖိုးထားကိုးကွယ်ကြတဲ့ဖရာစီတီတော်ဘုကုံဖနက်နဲ့တက်ပြခဲ့တာကတော့ကချင်ပြည်နယ်ပူတာအုံမြို့နယ်ကအမျိုးသမီးငယ်တယောက်ပါအခုတော့အဆိုပါကချင်အမျိုးသမီးငယ်ကိုဘာသာရေးညှိနှိုင်းစေမှုနဲ့ဖန်စီထိန်သိမ်းလိုက်ပြီလို့သိရပါဗျ။အလုံးသိကြတဲ့အတိုင်းဗုဒ္ဓဘာသာမြန်မာတွေရဲ့အယူအဆအရဖရာစီတီတွေရဲ့အပေါ်အထက်ကိုအမျိုးသမီးတွေတက်ခွေမရှိပါဘူး။ဒါကဗုဒ္ဓဘာသာမျိုးဖလာအယူအဆအရမိမတွေဆိုတာညဉ့်ဉန်းဖုံးကန်နေလိမ့်ရှိရဲဆိုတဲ့အယူအဆတွေကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အခုရ က်ပိုင်းအင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့အမျိုးသမီးငယ်လေးတယောက်ကဖျားစေတီအပေါ်ဓာတ်ကို ခဏတောင်မချုပ်ဖဲနဲ့အယုသိကိမဲစွာတက်နေရကုန်မြင်ရပါတယ်။အစောပါမြင်ကွင်းကဗုဒ္ဓဘာသာဝင်တွေအတွက်စိတ်နှလုံးထိခိုက်စရာမြင်ကွင်းမျိုးဖြစ်တာကြောင့်တော်တော်လေးလဲလူပြောများခဲ့ရပါ။ဒါကြောင့်ဒီလိုမျိုးဘုရားဘော်ကိုတက်ခဲ့တဲ့အမျိုးသမီးကဘဲကလဲဆိုပြီးသိကျင်ကြပါတယ်။အစောပိုင်းရရှိထားတဲ့သတင်းများအရဖျားစီဒီအပေါ်ထက်ထိဖနက်နဲ့တက်ခဲ့တဲ့အမျိုးသမီးကမန်နော်နော်စောလို့အမည်ရပြီးတော့ကချင်လူမျိုးခရိယံဘာသာဝင်တအူးဖြစ်တယ်လို့သိရပါတယ်။မန်နော်နော်စောကနေထိုင်ရာအယက်ဒေတာကတော့ကချင်ပြည်နယ်ဘူတာအုံမျိုးအင်စီဒန် ကျေးရွာကလို့လည်းသိရပါဗျ။ မနနောစောကဒီလိုမျိုးဖျားစေတီပေါ်ကိုအယုသိမဲစွာတက်နေတဲ့ဗီဒီယိုဖိုင်ကိုတိတောက်မှာတင်ခဲ့တာဖြစ်ပါတယ်။မနနောစောအနေနဲ့ဒီလိုမျိုးဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထားတဲ့ဇေဒီတော်ကိုတမင်တကာရည်ရွယ်ချက်ရှိရှိနဲ့အတန်းရှင်းရအောင်တင်ခဲ့ရလား။ဘာသာကြားခရိယံဖြစ်လို့မသိနာမလဲလို့တင်ခဲ့ရလားဆိုတာကတော့လူတွေကတိတိကျကျမသိပါဘူး။တချို့ကလည်းမနနောစောကဆေယောကဝေဒနာရှင်ဖြစ်လို့တက်မိတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့နောက်ထပ်အမျိုးသမီးတစ်ယောက်ကရွှေတကုံဇေဒီတော်ကိုဖဏနဲ့တက်လို့ လို့လူပြောများခဲ့ပါသေးတယ်။ ဘလဝဲပြပြလူဆိုတာကတော့ဘဲဘာသာကိုဝဲကိုကွဲ့နေပါစေ။သူများဘာသာကိုထိခိုက်စော်ကားတာမျိုးမလုပ်သင့်ပါဘူး။တချို့သောလူတွေကတော့မနှံ့နှောဆိုရဲ့အခုလိုလိုရက်တွေကသူမတယောက်ထည့်ရဲ့အသိဉာဏ်နဲ့ပါမှုနဲ့စော်ကားလိုတဲ့စိတ်တွေဆိုတာပေါ်လင်းထင်ရှားရလို့ဆိုပါရစေ။ဒါကြောင့်သူမကိုထိရောက်စွာနဲ့အရေးယူပြီးတော့နောက်လူတွေဒီလိုလိုရက်မျိုးမလုပ်စေဖို့အတွက်အပြစ်ပေးရမယ်လို့ပြောကြတာပါ။တချို့ကလည်းသူမကိုအရေးယူပြီးအပြစ်ပေးဖို့အတွက်ပြောနေကြတဲ့ပုံမှာဒီမျိုးသမီးကသူမမှာဘာပြစ်မှမရှိတဲ့အကြောင်းပြန်လည်ပြောဆိုခဲ့ပါသေးတယ်။ဖျားစီလီတော်ဘော်ကိုတက်နေ တာမဟုတ်ဘဲသူမတက်နေတဲ့နေရာကအုတ်ခဲပေါ်ဖြစ်တဲ့အတွက်အပြစ်ပေးဖို့မသိတော့ကြောင်းကာကွယ်ပြောဆိုနေရပါဘလို့ပဲရွှေချထားတဲ့ဖျားစီဒီအပေါ်တီးတက်နေတာမဟုတ်ပေမယ့်အဲ့ဒီအောက်ချိန်မှာဖန်တီးတိဆောက်ထားတဲ့အုတ်တခုချင်းစီတိုင်းမှာတကယ်ကိုအေးပါပြီးတော့ဖနှက်နဲ့တက်ဖို့တင့်တော်တဲ့နေရာမဟုတ်ပါဘူးဗုဒ္ဓဘာသာဝင်တွေမှရင်တော့ဖျားစီဒီဂျောင်းဝင်တဲ့ကိုတောင်းဖနှက်စီးပြီးတော့မဝင်ကြသလိုဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ဒီကချင်းအမျိုးသမီးနေနဲ့နည်းနည်းပါးပါးတော့စောင့်ထိန်တင်တာဖြစ်ပါတယ်အခုကမှတော့မနှော်နော်စိုးကိုပူတာအောင်မျိုးနယ်ကတတ်ဆိုင်ရာနေမြေ ရဲစခန်းကနေဖမ်းဆီးအရေးယူလိုက်ပြီလို့သိရပါတယ်။အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံအရမန်နော်နော်စိုးကိုလက်ထိတ်ခက်လျက်မြင်ရပါတယ်။နောက်ဆက်တွဲသတင်းတွေအရတော့မန်နော်နော်စိုးကိုအာမခံမပေးဘဲငွေတန်နဲ့ထောင်တန်ချမှတ်မယ်လို့သိရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖျားဘော်ကိုဖမ်းနေတဲ့တက်ပြီလို့ဖမ်းဆီးခံလိုက်ရတယ်။မန်နော်နော်စိုးပေါ်မှာဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။